မင်္ဂလာပါရှင်။စာရေးသူဆရာတက်လုံရေးသားထားတဲ့တတိယနားဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကညင်းငွေစရာဘဝကိုပြောင်းပြစ်လိုက်ပါဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်။ကျမတို့စာဖတ်သူခွန်ရှချူပါ။ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။အသက်ကလေးအနည်းငယ်ထောက်လာရင်ဖြစ်စေ၊လာခစားလှုပ်သက်ကလေးအတော်ရလာရင်ဖြစ်စေဖြစ်တတ်တဲ့အဖြစ်တစ်ခုကဘဝညင်းငွေစရာလိုလိုဖြစ်လာတတ်တာပဲဖြစ်ပါတယ်။ တခါလာမဲပြာပစုတခါလာလဲမဲပြာပစုဆိုသလိုတမိုးတောင်းရင်လဲဒီအလုတ်တနှစ်ကူးရင်လဲဒီအလုတ်နဲ့ဘဝဆိုတာမိမိအတွက်အစ်စ်အစမ်းကိုမပေးနိုင်တော့ဘူးလို့ထင်မြင်ပြီးတော့ဘဝကိုငင်းငွေ့လာတတ်တယ်ခလေးတွေကထောက်စင်ပျော်ရွှင်နေကြတယ်ဘာကြောင့်လဲနေတိုင်းနေတိုင်းသူတို့တို့အစ်စ်အစမ်းတွေတွေ့ရမယ်ဆိုရင် မျှော်လင့်ချက်ကြောင့်ဖြစ်ပါတယ်မှန်လဲမှန်တယ်ခလေးဆိုတာစိတ်ဝင်စားမှုပြောင်းနေတတ်ပြီးတော့ ထာဝရစင်မဲ့အစ်စ်အစန်းတွေကိုရင်ဆိုင်နေကြရတယ်။လူကြီးတွေကတော့ဒီလိုမဟုတ်ပါဘူး။တခုကိုစိတ်ဝင်စားမိပြီဆိုရင်ကြာရှည်စွာဒီအလုပ်ကိုပဲလုပ်နေတယ်။ကြာလာတဲ့အခါမှာစိတ်ဝင်စားမှုလျော့ပါလာတဲ့အချိန်မှာစိတ်ရပန်းလျာပြီးတော့အခြားတခုကိုမပြောင်းလဲနိုင်တော့ပါဘူး။တကယ်တော့ဘဝဆိုတာညီငွေစရာဖြစ်ပြီးတော့စိတ်ဝင်စားစရာ မရှိဘူးဆိုတော့ခံစားချက်ဖြစ်ပေါ်လာတဲ့အခြေအနေတွေကဒီလိုဖြစ်စေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ရှုကြည့်ပုံအနေထားကိုပြင်ပြဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ဖြစ်တဲ့ရှုကြည့်ပုံကဘဝမှာပြောင်းလဲမှုတွေဖြစ်စေဖို့အခွင့်အလမ်းတွေကိုလက်လွတ်မသွားရအောင်ရှုကြည့်တာ။မျော်လင့်တဲ့အကောင်းဖြစ်ရဖြစ်ပေါ်လာမယ့်အရေးကိုမျော်လင့်ပြီးတော့ရှုကြည့်တာမျိုးဖြစ်ထိုက်ပါတယ်။ကျွန်တော်တို့ကဘဝခရီးကိုတော်တော်ကလေးရှောင်မိပြီဆိုရင်အချိန်နဲ့မျှော်လိုက်ကြပါတော့တယ်။ကြီးမန်းချက်အစ်စ်ပန်းနိုင်အစ်စ်တွေကိုစိုက်ထူဖို့စိတ်မကူးကြတော့ လငယ်အနေနဲ့ကျွန်ုပ်တို့မှာဥတီသွားစရာရည်မှန်းချက်ပန်းတိုင်းမရှိဘူးဆိုရင်မဆိုင်မတွဆိုက်ထူရမယ်။တင့်ကိုတင်မေးကြည့်စမ်းပါ။အခုငါဘာဖြစ်ချင်လို့ဘာကိုရချင်လို့အာယုံပြုတ်လောက်ကင်နေတာလဲ။ဒီမေးခွန်းကိုဘာမှမေမေရရပြန်မဖြေနိုင်ဘူးဆိုရင်တော့တင့်မှာရည်မှန်းချက်ပန်းတိုင်းရှိမနေပါဘူး။ဒါဆိုရင်တင်ရဘဝမှာမျောလိုက်နေတာပဲ။တစ်ချိန်မှဒီရည်ဤတယ်လို့ဤပြီးတော့ ဘဝကိုညှင်းငွေလာနိုင်တယ်ဒီတော့ပန်းနိုင်စိုက်ကြပါစို့ဥပမာတင်ကပို့ပြီးတော့လူပေါင်းဆန်းတဲ့သူဖြစ်ချင်တယ်ဆိုရက်ရင်မှန်းချက်ပန်းနိုင်အောင်စိုက်လိုက်ပြီးဆိုပါစို့ဒါ့အကောင့်ထဲပေါ်ဖို့နီးလန်းတွေကိုတင်စဉ်းစားရတော့မယ်တင်းရဲ့စိတ်အာရုံကစတင်ပြီးတော့တက်ကြွလှုပ်ရှားလာပြီးရုံးပိတ်ရက်မှာမိတ်ဆွေဟောင်းဒါမှမဟုတ်မိတ်ဆွေတစ်ကိုအိမ်ကိုဖိတ်ပြီးတော့နေ့လယ်စာနဲ့ဧည့်ခံပြီးတော့စကားစမြည်ပြောကြမယ်ဒါမှမဟုတ်ရင်လေလုတ်ဖော်ကန်ဘက်တူအူအူကို လက်ဖက်ရည်လိုက်တိုင်ရင်နဲ့ခင်မင်မှုပိုးစင်းမယ်။ဒါမှမဟုတ်ရင်လည်းစိတ်မချမ်းမသာဖြစ်နေသူအတိတ်တူကိုတယ်လီဖုန်းနဲ့ဆက်သွယ်ပြီးတော့အားပေးတယ်၊စာရေးပြီးတော့အားပေးမယ်။ဒါမှမဟုတ်ရင်လည်းအကူအညီလိုအပ်နေတဲ့သူအတိတ်တူကိုတက်အားသရွေ့ကူညီမယ်။ဒီလိုမျိုးတင့်ရဲ့ဘဝမှာလောက်ကင်စရာအလုပ်တွေပြည့်ကျက်လာမှာဖြစ်ပြီးတော့အဲ့အလုပ်တွေကမဲပြပစိုးမဟုတ်လို့ဘဝကိုမငင်းဝင်နိုင် ဖြစ်လာရပါတယ် ရီမန်းဆက်ပန်းနိုင် site ထူတဲ့နေရာမှာစိတ်ကိုတက်တက်ကြွကြွရှိနေစေမဲ့လုပ်ငန်းမျိုး၊တင့်ရဲ့ကြိုးချောင်းစင်ကျင်ညာကိုတိုးတက်စေမဲ့လုပ်ငန်းမျိုး၊တင့်ရဲ့ကိုယ်ပိုင်စွမ်းရည်ကိုပေါ်ထုတ်နိုင်မဲ့လုပ်ငန်းမျိုး၊ပုံမှုရဲရင်လာစေမဲ့လုပ်ငန်းမျိုးဒီလိုလုပ်ငန်းမျိုးတွေကိုလောက်ကန်ရတဲ့ရီမန်းချက်မျိုးဖြစ်တင်ပါတယ်။ရီမန်းချက်ပန်းနိုင်ဆိုပြီးတော့အထူးမ site ထူလို့လို့ရှိရင်လေအချာနီးလောက်စရာရှိပါတယ်။ ဝါသနာတက်တခုကိုထူထောင်ခြင်းဖြင့်လည်းတင့်ရဲ့မဲပြပစိုးဘဝကိုပြောင်းလဲပြနိုင်ပါတယ်။ပစံကလေးစုဆောင်းပြီးတော့ကင်မရာဝယ်ခြင်းဖြင့်ဓာတ်ပုံရိုက်ကူးခြင်းအတက်ကိုပြိုးထောင်နိုင်တယ်။တင့်မှာမှတ်တမ်းလေးဖြစ်စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ဒါမှမဟုတ်ရင်လည်းအချုပ်ဆက်တစ်လုံးဝယ်ပြီးတော့ချုပ်လုံမှုစောက်တွေကိုကြည့်ပြီးတော့ချုပ်လုံနိုင်တယ်။ဒီလိုပဲသွေးမွေးထိုးခြင်းအတက်ကိုပြိုးထောင်ပြီးတော့အချိန်တွေကိုတန်မိုးရှိရှိ သုံးဆွဲနိုင်ပါတယ်။ ဒါတွေကမှမလောက်ချင်ဘူးဆိုရင်ကြပြားတွေဝတ္ထုတွေရေးပြီးတော့ကြပြားစရာစာရေးစရာဖြစ်ဖို့စူးစားရှောက်လန်းကြည့်တယ်နဲ့ဘသူမှမိမိမှာမြုပ်ွယ်နေတဲ့စွမ်းရည်တွေကိုမစစ်ကြဘူးဖောထုတ်ကြည့်မှတိကြရတယ်စမ်းသက်ကြည့်ဖို့တော့ကောင်းပါတယ်စွဲရှိရင်အောင်မြင်တတ်တာကြီးဖြစ်ပါတယ်ငွေကုန်ကြီးကြတတ်တာတော့ထမမဟုတ်ငွေကုန်ကြီးကြပင် မရှိသလောက်ဖြစ်တော့အခြားဝါသနာပေါင်းများစွာလည်းရှိနိုင်ပါသေးတယ် စာကြည့်တိုက်တွေကို၎င်းစာအုပ်ဆိုင်တွေကို၎င်းတွားရောက်တဲ့နဲ့မဂ္ဂဇင်းတစ် channel တစ်စာဆောင်တစ်တွေကိုဖတ်ရှုပြီးတော့စိတ်ကူးအကြံဉာဏ်တစ်တွေရရှိနိုင်ပါတယ်။အလိမ္မာစာမှရှိတယ်ဆိုတဲ့အတိုင်းပဲစာရီကိုဖတ်ချင်းဖြစ်တင်းရဲ့ဉာဏ်ကိုကြွယ်ဝစေသောတင်းရဲ့စိတ်ဝင်စားမှုကိုကျေပြန့်စေသောတင်းရဲ့ပေါင်းသိဆက်ဆံရေးကိုတိုးတက်စေသောတင်းရဲ့စကားပြောစွမ်းရည်ကိုထက်မြက်စေသောတင်းရဲ့ ဘာသာရေးမှာ စိတ်ဝင်စားမှုနှစ်ဆိုင်စေသောသင်ရဲ့ခံယူချက်သဘောတရားကိုအားကောင်းစေသော နီလန်းသစ်တွေကိုဒါမကသင်ရဲ့ကျမ်းမာရေးပုံမကောင်းမွန်လာစေမယ့်နီလန်းသစ်တွေကိုပါရရှိမှာပဲဖြစ်ပါတယ်။ရေဒီယိုရှိပါသေးတယ်။ကျွန်တို့ တော်တော်များများနားထောင်နေကြအစီအစဉ်တွေကိုဒါနားထောင်တတ်ကြတယ်။ကောင်းတာကတော့သင်အတွက်စိတ်နေတဲ့အစီအစဉ်ကိုပါရသက်ရက်ပတ်အနည်းငယ်ကြောင်းနားထောင်သင့်တယ်။ ဒီအစီအစဉ်လေးဟာအတင်းအတွက်ဘလို့တူတာတွေဘလို့စိတ်ဝင်စားစရာတွေရပါမလဲဆိုရယ်စူးစမ်းချက်နဲ့နားထောင်ကြည့်တင်ပါတယ်။ဒီလိုနားထောင်မှုတဲ့အစီအစဉ်မဖတ်ဖူးသေးတဲ့အကြောင်းအရာ မရောက်ဖူးသေးတဲ့လမ်းပန်းဒေသမသိဘူးသေးတဲ့သူတွေစီကနေစိတ်ဝင်စားဖို့ရအစ်စ်တရသိရင်ဘဝကိုလန်းဆန်းစေနိုင်တယ်။အစ်စ်အဆန်းဆိုတာလူရဲ့စိတ်ကို တက်ကြွလန်းဆန်းစေတတ်တာဖြစ်တဲ့အတွက်နားလေတဲ့အင်ရှင်မတွေကပရိဘောကအနေအထားတွေကိုတော့ အချိန်ကာလအားလျော်စွာ ပြောင်းလဲကြတာအိမ်သားတွေရဲ့စိတ်ကို တက်ကြွလန်းဆန်းစေဖို့ဖြစ်ပါတယ်။မယုံရင်စမ်းကြည့်ပါ။တင့်အိမ်မှာတင့်ထိုင်ပြီးတော့မနေဘူးသေးရဲ့ထောင်ကလေးဒါမှမဟုတ်နေရာကွက်ကွက်ကလေးရှိနိုင်ပါတယ်။တခါတော့အဲ့ဒီနေရာမှာကလထိုင်ချပြီးတော့နိုင်ရွယ်တနားကြီးလောက်ထိုင်ကြည့်ပါ။ထူးခြားတဲ့စိတ်ခံစားမှုရရှိပါလိမ့်မယ်။ဒါကလုံနေချမဟုတ်တော့လောက်ရလို့စိတ်သက်တက်ကြွရှင်လန်းလာတာပဲဖြစ်ပါတယ်။ စာအုပ်တစ်ကိုဖတ်ရတဲ့စာသမားစကားတစ်ကိုကြည်ရတဲ့ရုပ်ရှင်ဝါသနာရှင်ကစားစရာအစ်စ်ကိုရတဲ့ကလေးတငယ်ဒီလူတွေရဲ့စိတ်ဓာတ်တက်ကြွခြင်းအားလည်းဒီအကြောင်းကြောင့်ပဲဖြစ်ပါတယ်စိတ်ပါဝင်စားမှုနဲ့ညီးငွေထုံထိုင်းနေတဲ့ဘဝကိုနှိုးဆွပေးလိုက်တာပဲဖြစ်ပါတယ်တင့်ကိုတင်ဒီလိုသဘောထားကြည့်ပါတကိုးရှင်ကြီးတူဦးကတင့်စီကိုလာရောက်ပြီးတော့6လအတွင်းတင့်အလိုပြည့်မယ်ဆိုကြပါစို့ ဒီအချက်ကအမှန်ဖြစ်တယ်လို့တင့်ကိုတင်သဘောထားပြီးတော့6လအတွင်းတင်လှုပ်ချင်တာကိုစဉ်းစားကြည့်ပါတင်တွေ့ချင်တဲ့သူတွေတင်သွားချင်တဲ့နေရာတွေတင်ဖတ်ချင်တဲ့စာအုပ်တွေတင်ကြည့်ချင်တဲ့ရုပ်ရှင်ကားမျိုးတွေတင်နားဆင်လို့တဲ့တေးဂီတတွေတင်တက်မြောက်လို့တဲ့ပညာရက်တွေတင်လောက်ကင်ပြီးစီလို့တဲ့အလုပ်တွေဒါတွေအားလုံးစဉ်းစားကြည့်ပါအဲ့နောက်မှာတော့ဒီအရာတွေကိုရရှိအောင်တင် လုပ်နိုင်တဲ့အလုပ်တွေကိုစဉ်းစားပြီးတော့လောက်ကင်ဖို့ပဲဖြစ်ပါတယ် မိုးတောက်လို့အိယာထမျက်စိနှလုံးပွင့်နေဆိုရင်ဒီနေ့ငါဘာလုပ်ရပါလဲလို့တွေးတောဆုံးဖြတ်ပြီးတော့အိယာနဲ့ထလာပါတကယ်တော့ဘဝကိုဒီလိုသဘောထားအမြင်မျိုးထားရှိတတ်ကြတာကဗျာစာဆုံနဲ့သိပ္ပံပညာရှင်တွေသာဖြစ်တယ်လို့ဆိုပါတယ်ဒါမဲ့ကျွန်ုပ်တို့တာမန်လူတွေကလည်းဒီသဘောထားအမြင်မျိုးကိုမွေးမြူပြီးတော့လောက်ကင်ကြံဆောင်တင်တာပဲဖြစ်ပါတယ်မျောလိုက်တဲ့အကျင့်ကိုဖျောက်ပါ လူသားတွေကြာတက်တဲ့တွင်းဘုံနေအနက်မှာအစိုးဝါဆုံးတွင်းဘုံနေကဓလိစရိုက်ပဲဖြစ်ပါတယ်ဆိုပြီးတော့တွေးခေါ်ရှင်ဆရာကြီးဘတ်စတန်ရက်ဆယ်ကဆိုပါတယ်။သူကအချင်းပါသွားမဲ့အရေးကိုထာဝရစင်ရှောင်ကျင်တယ်လို့ဆိုတယ်။ဒါကြောင့်ဝါသနာစရိုက်ဆိုးတွေကိုဖယ်ရှားပြီးညင်းငွေ့စရာဘဝကိုပြောင်းပြစ်လိုက်ကြပါစို့။ဒီနေရာလေးမှာတော့စာရေးသူဆရာတက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲက ညင်းငွေစရာဘဝကို ပြောင်းပြစ်လိုက်ပါဆိုရဲကောင်းစင်လေးကတော့ပြီးဆုံးတော့ပါပြီရှင်ဒီကောင်းစင်လေးကိုတော့ Mandarin Magazine နဲ့မှာဆရာရေးသားခဲ့တာဖြစ်ပါတယ်ခွရဒီလိုမျိုးစိတ်ဝင်စားပွဲရာအကြောင်းအရာလေးတွေကောင်းစင်လေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးတော့မှာမလို့ခွရရဲ့ Listeners Heaven Audiobook Channel လေးကို Like and Subscribe လေးလုပ်ပေးသွားကြပါအောင်လို့ပြောချင်ပါတယ်ဒီ audiobook လေးကတဲ့အတွက်အကျိုးရှိတယ်ဆိုရင် အတိမိတ်ဆိုရင်စီကိုလည်းမျှဝေဖို့မမေ့ပါနဲ့အောင်နော်ယေရှုတမန်ရှင်